အဲ့တော့တခြားစစ်တိုက်ဖို့နေလေသာဒီလူတွေကနေတိုင်းရေးစားရေးတောက်ရေးလက်နက်ရေးနဲ့ကြီးစံရေးကိုပဲစိတ်ပူနေရပြီကမ်ပိန်းတကကမ်ပိန်းတွေနဲ့သွားနေရနေကိုစစ်တိုက်တဲ့အဆင့်ကိုမရောက်တော့ဘဲနဲ့ဒီစမြလုံးမင်းမလာပါတအားလုံးဒီပိန်းဆိုင်ဝင်နေတပါတယ်ဒီပေါက်နေပြီးတော့တန်းပီကိုဖြစ်စင်းနေတဲ့လားဆိုင်ဝင်ဖြစ်ပါတယ်ဒီပိန်းလုံးကအခုတစ်ခေါက်မှာကမ်ပိန်းသူကမ်ပိန်းတွေနဲ့တိုင်ပတ်နေတဲ့ငွေရူးဒေါ်လာရဲ့အကြောင်းကိုပြောပြပါမယ်အဲ့ဒါငွေဦးဒေါ်လာရေးမှာဥဆောင်ဖို့အတွက်ဒီအစိုးရအဖွဲ့ထဲမှာပါဖို့က နံပါတ်1ချက် energy ဖြစ်ရမယ်နံပါတ်2ချက် energy လှော့တော်အမှတ်ဖြစ်ရမယ်နံပါတ်3ချက် energy မှာနာမည်ကြီးတဲ့လူအချင်းချင်းသိတဲ့လူဖြစ်ရမယ်နံပါတ်4ချက်တိုက်ပွဲမှာထင်ပေါ်ကြော်ကြားပြီးတော့လူသိများပြီး energy ကယုံကြည်ပုတ်ကွာတော်တွေဖြစ်ရမယ်အဲ့ဒီလူကလည်းအပြင်လူဝင်မရတော့ကတ္တချက်တွေအများများလားအဲ့ဒီကတ္တချက်တွေကတ္တချက်တွေ အဲ့ဒီအပိတ်အတွေးခေါ်တွေရနေကျွန်တော်တို့ကအခုဒီလင်းနဲ့အတွင်းမှာပေါ်လာတဲ့သူရဲကောင်းတွေလင်းနဲ့အတွင်းမှာပြည်သူတွေအမှန်တကယ်ယက်တီပေးတဲ့လုံနိုင်ကန်နေတဲ့လူတွေအတွက်ကနေရာမရှိဘူးဖြစ်နေတယ်ပြောချင်တာကလမ်းပြောင်းနေတယ် promotion ပြောင်းနေတယ်ယာတူတိုးကိုပြောင်းနေတယ်နေပြီမှမလို့တော့နေရာပေးလာတယ်ပေါ့ခေါင်းဆောင်ဖြစ်ဖို့အရေးပျောက်သွားတယ်အဲ့တော့ ကိုလည်းမလုပ်နိုင်ဘူးအဲ့ဒီအဖွဲ့အစည်းမှလည်းကိုကိုဝင်ပါခွင့်မပေးတဲ့ခါကျတော့ကိုကအောက်ခြေမှာပဲရောက်နေပြီးတော့စိတ်သက်တွေကြားပြီးတော့သူတို့ရဲ့အရေးချင်းတွေကအသုံးမချပဲနဲ့နောက်ဆုံးကြတော့ပျက်စီးဆုံးရှုံးသွားနိုင်တယ်သူတို့မဟုတ်လေထိရောက်တဲ့တလောက်မထိရောက်ဘူးဖြစ်သွားနိုင်တယ်အပေါ်ကနေအပိတ်ကြီးအတွေးခေါ်နေငါတို့ပဲလှုပ်ရမယ်ဆိုတဲ့အတွေးခေါ်ပေါ့အဲ့တော့ ငါတို့ပဲလုံးဝမယ်ဆိုတဲ့အတွေးခေါ်ကြီးဟာဒီချိန်မှာကျွန်တော်တို့ဖွင့်ပေးဖို့လိုတယ်ပေါ့ပြောချင်တာကဒီလင်းနဲ့အတွင်းမှာလူလက်တန်းစားခေါင်းဆောင်တွေကိုမမွေးမြူထားနိုင်ဘူးလားကျွန်တော်စစောကပြောသလိုပဲမရှိရှိရင်လည်းသုံးရမှာဖြစ်တယ်ဘာလို့မမွေးမြူထားနိုင်တယ်လဲဒီလူတွေကိုနောက်ဆက်ကနောက်ဆက်တွဲပေးဖို့လက်စစ်ကမ်းပေးဖို့တဲ့ဘာကြောင့်နေရာမှာဖယ်ပေးနိုင်ရတာလဲ ာကြောင့်ပူတွဲပြီးမလုံနိုင်ရတာလေ။ဘာကြောင့်အချင်းချင်းတစုတည်းကနေပြီးတော့တစုတည်းအနေနဲ့ policy ကိုဦးစားပေးပြီးခေါင်းဆောင်မှုတစ်ခုတည်းအောက်ကနေမသွားနိုင်ရတာလေ။ဒါတွေအားလုံးဟာအဲ့တော့ဒါတွေအားလုံးဒီအလုံးမတန်စဉ်းစားစရာတွေပဲ။ ကျွန်တော်တို့ရဲ့ဒီစဉ်းစားပုံဒီကိုကျွန်တော်တို့ကတကယ်နိုင်အောင်တိုက်ချင်တယ်ဆိုရင်ပြင်ရလိမ့်မယ်ဆရာနာရှင်ဟာအယံပြည့်ရများတယ်နီလာမောင်းဆုံးသုံးတယ်ပေါ့ဗျာကျွန်တော်ကနင်းနေတာမမတ်ရဲရဲနေမပြောချင်ပါဘူးဒါကြောင့်လဲကျွန်တော် တော့သူတို့ကအရန်ပရိယေများတယ်အရန်မာယာများတယ်ရသမြဒီလက်အကုန်သုံးနေတယ်ဆိုတာဒီနေ့ကျွန်တော်တို့လေးနေပြည့်တဲ့အချိန်မှာတွေ့နေရတယ်တရုတ်ကိုခေါ်သွင်းဖို့လဲသူတို့ဝန်မလေးသလိုရုရှားကိုသွားပြီးတော့ဒူးထောက်ဖို့လဲလွန်မလေးသလိုတနင်္ဂနွေလုံးကိုရဲရဲဆက်ဆက်ဘုံကျဲဖို့လဲဝန်မလေးဘူးဆိုတာတွေ့နေရတယ်အဲ့တော့ကျွန်တော်တို့ဒီကပြင်ဖို့လိုတယ်ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားတွေကိုသိခံဖို့လိုတယ် နေရာလိုချင်တာနေရာယူချင်တာခေါင်းဆောင်ရမ်းလှုပ်ချင်တာငါပဲလှုပ်ချင်တာငါဆိုတဲ့အတ္တဇွဲတွေကိုဖျောက်ဖို့လိုတယ်။ဘာလို့မကြည့်ကြလဲ။ရအောင်မကြည့်တာလားမကြည့်ရင်ကြတာလား။အနှိမ့်မခံတာလား။အဲ့ဒါကတိုင်းရင်းသားခေါင်းဆောင်များအားလုံးနဲ့စဉ်တိုင်းရင်းသားတစီ6နေတယ်ဖက်ဒရယ်တစီ6နေတာဟာဆက်အနာရှင်တွေအားသာချက်ပဲ။အဲ့တော့ အကုန်လုံးကဒီချိန်မှာပွပွလေးလေးနဲ့သံနဲ့ထွက်လို့ရရဲ့ဓာတ်နဲ့ကိုကပ်ဖက်ရက်ဖက်နဲ့သူ့ကိုငါမယုံဘူးငါ့ကိုသူမယုံဘူးဆိုတဲ့ဇကားတွေကနေအတိတ်တွေပြစ်စုတ်ပန်နေဦးနှစ်ပေါင်းတထောင်တွေကိုထိုင်ပြောနေပြီးလက်ရှိနေသားမှာပူပေါင်းမှုမလုံးနိုင်ဘူးပူပေါင်းရင်နိုင်တယ်ဆိုတာသိတယ်ပူပေါင်းရင်အင်အားဆိုတာလည်းသိတယ်ဒါပေမဲ့ငါဆိုတဲ့မာနတရားတွေဒေသဆွဲတွေငါနေမြေငါလူမျိုးငါတိုင် ဆိုတဲ့အစွဲတွေအဲ့ဒီအစွဲကတော့ကရင်နေအစိုးဆုံးပဲငါတို့ကရင်အချင်းချင်းဆိုမတိုက်ဘူးဆိုတဲ့စကားကတော်တော်လေးဆိုးတယ်အဲ့တော့ဒါတွေအားလုံးဟာအမေဟုတ်ငါတို့ကတော့အရင်တော့တိုက်ခဲ့ရတယ်မင်းတို့ကအရင်တော့ငါတို့နေမြေမှာလာတိုက်သွားတယ်ပြီးတော့မင်းတို့အချိန်တန်ကြရင်မင်းတို့တပည့်ကဘာကိုသွားတယ်ပြီးတော့ပြည်တွင်းပြန်ပြီးဆက်အနာရှင်အောက်ကိုဒုပြန်ထောက်တယ်ငါတို့ဒေသတွေပဲနင့်နာဆုံးရှုံးတယ်ဒီတစ်ခါတော့မင်းတို့ကိစ္စမင်းတို့လှုပ်ဆိုတဲ့တချို့တော့ပြောဆိုနေမှုများတယ်ဒါတွေအားလုံးဟာ ကျွန်တော်စီးလုံးညင်ညို့အာရောစီတာပဲအဲ့တော့အဲ့တော့တာဖို့လိုတာဒီအပိတ်အတွေးခေါ်တွေကိုနေဆက်သွားမယ်ဆိုရင်တော့မင်းတို့ကကိုယ့်အကူတော့သိကြပဲနော်အားလုံးသိတဲ့အတိုင်းပဲထိုင်းနိုင်ငံအိန္ဒိယနိုင်ငံပါကစ္စတန်နိုင်ငံသရီလင်္ကာနိုင်ငံ အာရနိုင်ငံများအာဖရိကနိုင်ငံများကိုပဲမျက်စိတည်းပြင်မြင်လိုက်ပါကျွန်တော်တို့ဒီသဘောထားကြည့်ဖို့လိုတယ်ကျွန်တော်တို့ဒီအမျှော်မြင်ရှိဖို့လိုတယ်ကျွန်တော်တို့ဒီအကျယ်ကိုစဉ်းစားဖို့လိုတယ်ရည်ရည်တွေကဖားတငယ်တွေမဟုတ်ပဲဒီစစ်အာဏာရှင်ကိုနိုင်ဖို့ကကျွန်တော်တို့မှာတနည်းပဲရှိတယ်အဲ့ဒါဒီအင်အားပဲစီလုံးညီညွတ်မှုပဲကျွန်တော်တို့ all in one မဖြစ်သေးသေးကာလပတ်လုံး ကျွန်တော်တို့ဒီအပိတ်အတွေးခေါ်များနဲ့ပဲဆက်သွားနေသေးကာလပတ်လုံးကျွန်တော်တို့သဘောထားမကြည့်သေးကာလပတ်လုံးကျွန်တော်တို့ယင်ထဲမှာခွဲခြားဆက်ဆံကျင်တဲ့စိတ်တွေရှိနေသည်များကာလပတ်လုံး तू ကတော့ဘာလူမျိုးမို့ तू ကတော့ဘာဘာသားမို့ तू ကတော့အဆင်မရှိလို့သူတို့ကတော့ဘာဖြစ်လို့သူတို့ကတော့ဘယ်တော့ကဘာလို့ဖြစ်ခဲ့လို့သူတို့ကဟိုတုန်းကဒါအဲ့ဒီဟာမျိုးတွေနဲ့ပဲသွားနေသည်များကာလပတ်လုံးတို့နေကောင်းမေဒေတာဆွဲတွေ ေါင်းဆောင်ဖြစ်စဉ်ဇောတွေပွားနေတဲ့များကာလာပတ်လုံးပြီးတော့အပေါ်ကပဲငါကပဲဥဆောင်မယ်ငါတို့ကတော့နှိမ့်တိုင်းနေတွေတော့ပြောတယ်ငါတို့နေရာတော့ဖယ်ပေးဖို့မရှိဘူးငါတို့အောက်ကိုပဲမင်းတို့ဝင်ရမယ်အဲ့တော့မင်းတို့ငါတို့လည်းမပေါင်းရင်ဘေးရောက်ပေါ့ကွာငါတို့ကတော့ဒီနေရာမှာငါတို့ပဲရှိတယ်ဆိုတဲ့စဉ်းစားပုံဒါဟာ နှစ်ဦးနှစ်ဖက်လုံးသိစာစဉ်းစားရမယ်ကိစ္စတွေပဲစစ်ပွဲဆိုတာစစ်နဲ့နိုင်အောင်တိုက်မှရမှာစစ်ကိုစစ်နဲ့နိုင်အောင်တိုက်ဖို့အတွက်စစ်သားတွေပြည်ပြင်ဖြစ်ဖို့လိုတယ်စစ်တိုက်တန်းကစားနေလို့မရဘူးစစ်တပ်ဖြစ်ဖို့လိုတယ် တော့အဲ့ဒီချစ်လက်ခိုင် မှာသိသိတဲ့ဒီစစ်တပ်တပ်ဓာတ်ကိုငွေကြီးအပူပင်မရှိဘဲနဲ့စစ်ကိုစစ်နဲ့တူအောင်တိုက်နိုင်တဲ့အနေအထားရောက်ဖို့လိုအပ်တယ်။အခုကလူရှိတဲ့လူတရားစုလိုက်တယ်အေးကနေစစ်သားဖြစ်တယ်အဲ့တော့တခြားစစ်တိုက်ဖို့နေလေတာဒီလူတွေကနေထိုင်ရေးစားရေးတောက်ရေးလက်နက်ရေးနဲ့ကြီးစံရေးကိုပဲစိတ်ပူနေရပြီကမ်ပိန်းတကကမ်ပိန်းတွေနဲ့သွားနေရတယ်ကိုစစ်တိုက်တဲ့အဆင့်ကိုမရောက်တော့ဘဲနဲ့တိုင်းဒီဘက်ကောင် ဲ့တော့သူတို့လည်းတော်လိုင်းအေးလုံနေတာပဲသူတို့လည်းခက်ခဲနေတာပဲဒါမှရှိမရောက်နိုင်ဘူးပြေးတော့ပြေးနေတာပဲအားနိုင်ကိုမရောက်ဘူးဒီပိန်းလိုင်းဝင်တော့မှနည်းနည်းလေးနော်အန်ယူဂျီကိုဖောက်ထူလိုက်တယ်တော့အရင်ကဒီပိန်းလိုင်းကအန်ယူဂျီကိုတခါမှပေါင်းမထုတ်ဒီတခါတော့ဒီပိန်းလိုင်းဝင်ကအန်ယူဂျီကိုနည်းနည်းလေးပေါ့နော်ပပလေးဖောက်ထူလာတာတော့တွေ့ရတယ်တနည်းအားဖြင့်ကြည့်ရတာဒီညီပိန်းလိုင်းဝင်ကအန်ယူဂျီကနေရာတနည်းအားလုံးချင်းနေရတဲ့တွေ့ရတယ်